ကျွန်တော် channel ကိုချူချူအားပေးနေကြတဲ့အမှန်တရားမျက်နှာသူများမင်္ဂလာပါဗျာနော်ဒီနေ့လည်းကျွန်တော်မနေ့ကမပြီးဆုံးမပြီးဆုံးသေးတဲ့တင်စကားလေးတွေကိုထပ်ပြီးညီပေးတော့မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ထပ်ပြီးဖြည့်ဆည်းပြည့်ပြောချင်တာကရခိုင်ဒေသနဲ့လက်ရှိဖြစ်ပေါ်နေတဲ့တင်စကားတွေဖြည့်ဆည်းပြီးပြောတော့မှာဖြစ်ပါတယ်အဲ့လိုပဲလက်ရှိကရင်ဒေသစကိုင်းတိုင်းဒီကရင်ပြည်ဒေသတွေမှာစကားဆိုင်ဘုံကျင်းမှုကြောင့်ပြည်သူလူထုရဟန်းတရားတော်များ တည်ချပြစီလျာရှိပါတယ်ဒါတွေကိုလည်းကျွန်တော်အနေငယ်ရှင်းပြမှာဖြစ်ပါတယ်အဲ့လိုပဲရခိုင်ဒေသဒီစစ်တွေနဲ့ကြောက်ချူမှာတိုက်ပွဲတွေပြင်းထန်နေပြီးကြောက်ချူမှာပိုးရပြင်းထန်နေရရှိပါတယ်ကြောက်ချူမှာဆိုလို့ရှိရင်စကားစားဟာဒရုံတွေလေရင်အကြည့်ကျတုံးပြီးရင်တိုက်ခိုက်နေပြီးမြေပြင်စစ်ကြောက်မှာလည်းလူမချီတဲ့ကြေးရွာတွေကိုတိုက်ပွဲကြောက်ထွက်ပြေးနေရတဲ့ကြေးရွာတွေမှာလူတွေမရှိတဲ့အတွက်အဲ့ကြေးရွာတွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေပါတယ်ဒီတော့အဲ့ဒီသတင်းစကားလေးတွေကိုကျွန်တော်ပြောရင်းနဲ့ ရခိုင်ဘင်္ဂလားအမေရိကန်အဲ့ဒီအကြောင်းလေးတွေကိုထည့်ဆွဲပြီးရင်ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။မနေ့ကကျွန်တော်တင်ထားတဲ့ post ပါတော့เนาะကျွန်တော် channel မှာတော့ရခိုင်ဒီသားနဲ့ပတ်သက်ပြီးရင်အမေရိကန်ကအကူအညီပေးဖို့ကိစ္စကိုကျွန်တော်တည်တည်တလောက်နားနေတလောက်ခြားပြတ်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ထည့်ဆွဲပြီးထပြောချင်တာကဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာ YouTuber တွေပေါ့နော် YouTuber စကားပြော YouTuber ပေါ့ဗျာ YouTuber တွေရော နောက်ပြီးဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့လူတွေတော်တော်များများနဲ့ဒီနိုင်ငံရေးစကားကိုပြောတဲ့လူတော်တော်များများကလည်းဘာနဲ့တူလာလဲဆိုတော့ကျွန်တော်တို့ကเนาะဆယ်လီတွေဖြစ်လာတယ်ဗျဆယ်လီတွေတော်တော်ဖြစ်ချင်းကြတယ်ကျွန်တော်ကအဲ့လိုပဲမြင်တယ်ဥပမာပေါ့ဗျာကျွန်တော်မြန်မာနိုင်ငံမှာကြီးလိုက်เนาะလူမျိုးစစ်ကြားစရာလေးတစ်ခုရှိတဲ့တော့ဥပမာပေါ့ဗျာအလူတဲမဲ့ဖြစ်ဖြစ်လူမုန်းစရာပဲဖြစ်ဖြစ်တစ်ခုလေးလှုပ်လိုက်တာနဲ့အဲ့ဒီလူဟာဒီ ူကျူရောတစ်တော်ရော Facebook လို့ပေါ်မှာပေါ့နော်ဆယ်လီဖြစ်ပြီးသားပဲအဲ့ဒီလူတွေကအဲ့လိုဆယ်လီဖြစ်ရှင်တို့လောက်တာရှိတယ်လို့တချို့ကကိုယ်အသိစိတ်တည်းနဲ့လောက်တာရှိတယ်ဥမာအဖြစ်နော်ဒီအခုအရင်ဟောနေတဲ့ရေခဲချောင်းကိစ္စအဲ့ဒီရေခဲချောင်းကိစ္စမှာသူကသူရဲ့နော်စေတနာနဲ့လှုပ်ထွက်တဲ့ကိစ္စလေးအဲ့ဒါကိုအောက်ကပြန်လဲ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 လိုက်ကြတာအခုချိန်ထိမပြိနိုင်တော့ဘူးနော် ဟိုမှာသူ့ထက်သူကရေခဲကြောင်လူခေးတာနော်နောက်ပြီးသူတန်းနိုင်တဲ့ဖက်လူပေးတာဗောနော်ဘဝနေပြက်ပြီးဒုက္ခရောက်နေတဲ့လူတွေကြတော့အင်တာဗျူးဖွင့်လို့မရှိဘူးမြန်မာနိုင်ငံမှာနော်ဥမာပေါ့ဗျာလင်းငါထက်တိုက်လင်းငါထက်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေရှိတဲ့လူတွေစုပ်ပြဲပဲသွားတယ်အခုလမ်းပေးမှာအဲ့နေရာလေဘဝနော်သူတို့မှနေရမရှိတော့ဘူးအဲ့ဒီလူတို့ကြတော့ခက်စားချောင်းအင်တာဗျူးဖို့အချိန်မရှိဘူးရေခဲချောင်းနဲ့အစီအပြေနေကြတယ်ဖုန်းလေးပေးလိုက်စက်ကလေးပေးလိုက် အိမ်ငါနေရလဲအိမ်ဖိုးလေးပေးလိုက်အိမ်အိမ်ဝေဖိုးလေးလှုပ်လိုက်လှုပ်လိုက်လှုပ်လိုက်နော်အဲ့လိုမျိုးလုံရင်လုံရင်နဲ့အဲ့ဒီရေခဲချုပ်ပုံကိုဟာတဖြည်းဖြည်းနဲ့ဆယ်ဒီဘွားရောက်လာတယ်တိတ်မကြခင်ကြည်ထားအဲ့ဒီရေခဲချုပ်တွေကိုမြန်မာနိုင်ငံမှာရှိတဲ့နော်ဒီစီပွဲလုံငန်းချီတော့ပြောရပါကအဲ့ဒီလူတွေခေါ်ပြီးရင်ကြုံကြတွေပါရိုက်အောင်ပါနော်ဟိုဟာဘွားဒီမြင်းဒီအညာသူထို့မှမြင့်မြင့်ဝေဝေမြင့်လာပါလဲမသိဘူးကြောင့်မေးတာရဲချစ်ချင်နဲ့လေအဲ့ဒီအမားလိုပေါ့တချင်အပေါ်ကစတိတ်ဆိုတာကအောက်ကတချင်ဆိုတာကိုအောက်ကနေပြီးရင်ဟုတ်လား သူရဲ့ဗီဇာပေါ့နော်ဝါသနာရလိုက်ဆိုရင်းနဲ့ဆယ်လီလင်းငါလာဖြစ်ခဲ့တဲ့နော်အဲ့ဒီအမားတွေလိုပေါ့ကြာလာတော့လဲလုံစားတဲ့ကောကအဲ့ဒီဟာတွေကိုပခုတ်ခဲ့ပြီးလုံစားသွားပြီးရင်နော်အချိန်တည်းသူဟာနဲ့သူကြောက်ပွေသွားတာပဲအများကြီးပါပဲဟုတ်လားဟိုကောင်လေးပါလေဒီကျွန်တော်တို့ဒီရေတန်မှုတွေလိုက်ကောက်တဲ့ကောက်ကလေးအဲ့ဒီကောင်လေးကလည်းဟုတ်လားဓာတ်ပွင့်သူကဓာတ်ပွင့်ရတော့ပို့သွားပေးနေတာအဲ့ဒီမှာလဲဆယ်လီဖြစ်သွားပြန်ရောနှစ်ပတ်သုံးပတ်တလားအဲအဲ့လိုမျိုးတွေပေါ့ဒီတော့ဒီနိုင်ငံရေးနဲ့ပတ်သက်မဲ့ဆိုရင်လည်းနိုင်ငံရေး င်းနဲ့ပတ်သက်တဲ့လူတော်တော်များများကဘာတွေဖြစ်လာလဲဆိုတော့ဆဲလီတွေဖြစ်လာတယ်ပြောလားပွေတွေလုံးတယ်နော်အဲ့ဒီနိုင်ငံနဲ့ပတ်သက်တဲ့ပွေတွေဟော့ပြပွေလုံးတယ်အဲ့ဒီဟော့ပြပြပွေတွေမှာသူတို့ကအထက်ကသူတို့ကိုပဲဟဲ့ဗီဒီယိုရိုကော်ရေးရိုက်ပြီးရင်ပေါ့နော်အဲ့ဒီဆဲလီနိုင်ငံရေးစကားတဲ့သူတို့ရဲ့ပင်ကိုဟွာပေါ့သူတို့ဒီရှုပ်ပြပွေလို့ပြောနော်အဲ့လိုမျိုးဖြစ်လာကြတယ်ဟာဗီဒီယိုလေးမှာပိုင်းရပြီးပြီဥမာပြောအခုကျွန်တော်တို့တော့ပြောပြတာမနာလို့မဟုတ်ဘူးတော့ဒါသဘောတရားတစ်ခုဖြစ်ပြအဖြစ်ပြတဲ့ကိုကျွန်တော်ပြောပြတာ အခုဒီလိုကချေဘတ်တာဇန်နော်တာဇန်အဲ့ဒီအထူးလုံးတဲ့ညီလေးပေါ့နော်ကျွန်တော်တို့ငယ်ပါတယ်အဲ့ကောင်မလေးတွေနဲ့သူရဲ့အဆွေမျိုးလားဘာလဲမသိဘူးနော်အဲ့ကောင်မလေးတွေအလှတက်လုံဖွင့်လာတယ်အလှတက်လုံတော့မယ်ဆိုရင်ဟာပြည့်ဝင်လာပြီဟာမလှတော့မယ်တော့ဆိုခင်ဗျာဗျာဗီဒီယိုမလေးပြည့်လှူလို့ရပါတယ်ကိုကလည်းအကြံမလိုဘူးနော်ပြင်ကားလူကလေးရိုက်ပြီးရင်ဟုတ်လားစီစဏာနဲ့တင်လိုက်လို့တည်းအများကြီးမဟုတ်ဘူးသူတို့ကအဲ့လှူဖို့ကိစ္စကိုအသေးချက်ဗီဒီယိုတော့အားလုံးခေါ်လာပြီးမှလှူတော့မယ်ဆိုပိုက်ဆံထက်လိုက်ခဲ့ပြီးရင်ဟာလှူပါဒီမှာဘလို့လှူမှာဆိုပြီးရင် ပေါ့နော်ဒီဆယ်လီလောက်ကြတာကျွန်တော်အများကြီးတွေ့ရကြည့်လိုက်သူတယောက်ထည့်ပြောတာဟုတ်တော်တော်များများအလှူတန်းများအလှူတန်းလောက်တာနော်ကျွန်တော်ဘိုးတော်သားကြီးဝါနာဆိုပြီးဝါကြွားဖို့မဟုတ်ဘူးနော်ထိမ့်ဖို့ကြောက်ကြဖို့မဟုတ်ဘူးကိုကအလှူအမှန်မှန်ကန်တော့အလှူလောက်လောက်ရှိရင်ကိုကဘာမှမသိဘူးနဲ့နောက်ကနေပြီးကိုကိုပြပိုင်ဖို့ကိစ္စလို့ပြအများကြီးရှိတယ်နော်ကဘာသိနိုင်ငံတလို့တော့အများကြီးရှိတယ်အခုကမဟုတ်ဘူးနော်ကျွန်တော်မြင်အမြင်ပေါ့ပြဿနာဒီနေရာမှာပါပြဿနာမြန်မာနိုင်ငံမှာအဲ့လိုမျိုး ်ဆယ်လီလို့ဖို့အရင်စိတ်ဝင်စားနေကြတယ်ငလေးလှုပ်တယ်ဟာငါးငါးမချရငါးရေးစားလေးရအပြုတ်တော့စိတ်ရင်မခုဘူးဆိုတာနဲ့ကိုဟာ principal တိတော်တယ်မှာဟာဆယ်လီဖြစ်တော့ပြန်ရောနော်မကုတ်ဖက်ကဆယ်လီပေါ့ဟိုမှာခရပေါ်ကိုဖနဲမစီပတက်တော့ကိုခရကရှင်မလေးတယောက်အဲ့ဒါကြတော့လေဟုတ်လားဆယ်လီဖြစ်ဖြစ်နေပြန်ရောဘယ်လိုပြောဆယ်လီကကုန်းတော့ဖက်မကုတ်တော့ဖက်ကချက်ချင်းပြောဆယ်လီဆိုတော့ကပြပြလူအများရဲ့အောင်ဆိုင်မှုရတာကိုပြောတာနော် ကျွန်တော်တိတ်မကြခင်အဲ့ဒီဟိုကောင်မလေးကထားလိုက်ပါတော့အေးဖခင်ပေါ်ရင်တက်တဲ့ကောင်မလေးတွေဟိုလေးတွေကတော့ကြော်ညာဖောက်ဝင်မှာမဟုတ်သူကမကောက်တဲ့စိတ်နဲ့နော်မကောက်တဲ့အကျဉ်းစာရည်ကြောင့်မကောက်တဲ့ popular ဖြစ်ခဲ့တာဒါလေဒီဖက်ကတချို့ကအလှူတက်နေနေဆိုလို့ရှိရင်အခုကလည်းသူတို့ကဘယ်လိုပြောမလဲလုံရင်လုံရင်နဲ့ပေါ့ဗျာဟုတ်လားဆယ်လီဖြစ်လာကြတော့ကျွန်တော်တွေ့ရတယ်နိုင်ငံရေးအသိုက်အဝိုင်းမှာလည်းအဲ့လိုပဲကျွန်တော်မကြည့်လိုက်အမေရိကန်မှာတို့အခြားနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းဒီ NGO နဲ့ပတ်သက်တဲ့နိုင်ငံရေးသမားအမိခဏတဲ့လူတွေဆယ်လီလုံကြတော့အပွေလုံလိုက်ဥပဒေစုရသားထင်လင်းခေါ်အဲ့ဒီပါလေမသိအဲ့ကောင်လာလိုက် အဲ့ဒီကောက်တဲ့ကိုယ်တဲ့အဲ့ဒီကောက်ကိုယ်တဲ့ကပို့ချုပ်ချောင်းအင်္ဂလန်မှာအဲ့ကောက်ဟာဟုတ်လားလက်သမအဆင်မဲ့ချီတယ်နော်လက်သမလုံးနေတာပဲဒါပေမဲ့ကျွန်တော်ကလက်သမလုံးတာကိုဝေဖန်တာမဟုတ်ဘူးနော်ပြောချင်တာကသူ့မှာသူ့ဝန်းစာကြီးတော့သူ့အလုပ်သူ့လိုရတာနော်သူ့ဝန်းစာကြီးတဲ့အဲ့တော့သူ့ရဲ့နောက်ကနောက်ကဘက်ကောက်ကိုကြီးမဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံတော့ဘာမှသူမတော့ပြင်နိုင်ဘူးဘာမှမလုပ်ပြင်နိုင်ဘူးဟုတ်လားဒီဘယ်လိုပြောမလဲဟောပေါ့ဗျာကျွန်တော်တို့ပေပြုတ်လေးနဲ့နေပြားလေးကိုရှယ်ပြားရုံနဲ့ နော်မြန်မာနိုင်ငံရှိတာမဟုတ်ဘူးနော်မြန်မာနိုင်ငံရှိတာမဟုတ်ဘူးအဲ့တော့သူငငယ်တုန်းကမြန်မာနိုင်ငံလာခရစ်ရှိမှာဒီမြန်မာနိုင်ငံရဲ့ဒီမိလာတုံးလေစိတ်မှာပေါ့နော်အဖြစ်ပြရှာလေစိတ်မှာဘာလေလုပ်ခဲ့တယ်လဲဟုတ်လားပီယာတစ်ဖက်ကြိုက်ပြီးနော်ဒီဘက်ကသူ့မေပခုဖက်လို့ပီယာပလင်းတဲ့ဟုတ်လားအဲ့ဒီချိန်မှာဟာလား NLD ကလူတွေတော်စုမျက်နှာနဲ့ကြိတ်ကြိတ်တူအခုလက်အမေရိကန်မှာကျွန်တော်တွေ့ပါတယ်နော်မသိရင်ပဲဆယ်လီလိုလိုတကယ်ကိုဟာပေါ်ပြူလာပုံကိုလိုလိုဟာနောက်တည့်ရနေတော့လေဟုတ်ပါ ဒီယောဂချင်းစီနဲ့ချင်းပြီးရင်ဖိနေထောက်ခေါက်တွေထောက်ပြီးရင်ဗီဒီယိုကောတွေတွေ့လာတွေ့ရပါတယ်နော်အများကြီးပါပဲပြီးတော့နိုင်ငံအတွက်အမှန်အကန်ဖြစ်နေရတဲ့အဖြစ်အပျက်တွေကတဖြည်းဖြည်းနဲ့ဘေးရောက်လာပြီးရင်အဲ့ဒီလူတွေကချင်းမှာဟုတ်လားခုနပြောသလိုထိမ်မော်ကြောက်ကြောက်နေရောက်လာတာကိုတွေ့ရတယ်တကယ်နိုင်ငံရေးအတွက်စိတ်ဝင်စားနိုင်ငံကိုအကျိုးပြုဖို့လူကြတော့ဘေးရောက်လာရောက်လာတာအဲ့လိုပဲဒီနိုင်ငံရေးကြောက်ကြောက်တဲ့လူတော်တော်များများကလည်းနောက်ပေါ်ကျတော့နိုင်ငံရေးကိုထက်ဒီတချို့ကရမယ့်သတင်းစကားနည်းနည်းလေးကိုဟုတ်လား ယူပြီးရင်ပုံကြီးရှေ့ပြီးရင်ပေါ့နော်မြန်မာနိုင်ငံအတွက်အဓိကကြကောက်ကျိုးတဲ့မကောက်ကျိုးကိုအများကြီးဖွာရတာပြအကြောင်းတရားရဖွာနေတာကိုကျွန်တော်တွေ့ရတယ်ဒီတော့စကားဆက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဘူးတက်နေတဲ့အမေရိကန်ကနေပြီးရင်ပေါ့နော်တောက်ကျိုးတောက်ခါပြီးပြီးရင်ပင်္ဂလားဒေ့ရှ်ဒီတရင်သုံးရင်းကနေပြီး support လုပ်မယ်ဆိုတဲ့ကိစ္စအရင်အလွမ်းကိုကြီးစရာကောက်တဲ့ပြက်ပြက်လို့တစ်ခုသာဖြစ်တယ်ဒီပြက်လို့ကိုထက်ကတလေးလေးထက်ကတလေးလေးဘာဖြစ်လို့နော်လူတွေဟာ တင်နေရတယ်လေဒူပီကအဲ့ဒီချမ်းပေါ့ဗောနော်ဒီ live ပေါ့ဒီ YouTube ပေါ့မှာအဲ့ဒါကိုဖြန့်ဝင်နေရတယ်လေဒီ TikTok တို့ပေါ့မှာဖြန့်ဝင်နေရတယ်လေ Facebook ပေါ့ဖြန့်ဝင်နေရတယ်ဆိုလို့ရှိရင်လူအများစိတ်ဝင်စားတယ်ဒီစကားကြတော့နော်ဘာဖြစ်လို့အဓိကဒီနိုင်ငံတကာရအကူအရန်လူလာဂျိုလာတယ်အဲ့လိုပဲဒီလက်ရှိတိုက်ပွဲဒီမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော်လိုင်းရေးပါအေးအေးဟာဒီတော်လိုင်းရေးထိုက်တဲ့နေရာမှာရှိလိုက်ရှိတယ်ပေါ့နော်ဒီတိုက်ရိုက်ခိုင်းနေတဲ့ဒီနိုင်ငံအပေါ်နော်ဒီစကားဆောက်ကိုအဓိက လုတ်အကြောင်းဘယ်လိုပြောရမလဲဒီဒုက္ခပေးနိုင်တာပေါ့နော်စကားဆောင်လုံးဝဒုက္ခပေးနိုင်စကားဆောင်နောက်ဆုံးစက်နောက်ဆုံးစက်သည်ဖြုတ်ချနိုင်တဲ့အရေးချင်းဆိုတော့အဲ့ဒီသူရဲ့နော်ဒီဘက်နောက်ခံဘက်ကြောင်းနေကြောင်းနော်အဲ့ဒါတကိုယူပြီးရင်လူအများစိတ်ဝင်စားရတော့အဲ့ဒီစိတ်ဝင်စားတာကိုထဲထဲတလေးလေးတင်ပြီးရင်နော်ဒီ YouTube တို့မှာဒီငွေချလာတာတို့အဲ့ဒီခါတွေကိုသူတို့ကအများဆုံးလိုကြတာတွေ့ရတယ်ဒီတော့တည်င်းအမှန်တွေကဘေးရောက်လာတယ်တည်င်းအမှန်တွေကဘာလဲ လက်ရှိမြန်မာနိုင်ငံနဲ့ဖြစ်ပြနေတဲ့သတင်းအမှန်တွေကကြောက်နေတယ်အဲ့ဒီသတင်းအမှန်ကိုတင်ပြလို့ကများနေတယ်တတော်နေတယ်ကျွန်တော်ကြည့်ရတော့လက်ရချလို့ရတယ်အဲ့ဒီမြန်မာနိုင်ငံလက်ရှိနေတဲ့အဖြစ်ပြက်တွေတင်နေတာဥပမာပြောရင်ဒီစကိုင်းတိုင်းမှာဘုံချေသွားတာတို့ကရင်နီမှာဘုံချေသွားတာတို့ကရင်မှာဘုံချေပြီးရဖုန်ကြီးတွေကကိုရင်တွေကစားတဲ့ကိစ္စတို့ရခိုင်မှာဂျွာတွေမိချူတဲ့ကိစ္စတွေနော်လက်ရှိဒီကချင်ပြည်မှာဒီဗမော်တိုင်းပြည်မှာအထိခိုက်အကြဆုံးများပြီးအထိခိုက်ဒီအကြဆုံးတွေများနေတဲ့ဒီဒီ KAA နဲ့ဒီစကားစားဖက် KAA ဖက်မှာအထိခိုက်အကြဆုံးတွေများကြီးများပြီးပေါ့နော် ဒီတိကတ်တွေအားအများကြီးရှိတာပေါ့အဲဆေးရုံမှာရောက်တဲ့လူတွေအဲ့ဒီကိစ္စတွေကြတော့အဖန်ပြောင်းနေတယ်ဒါတွေသူကတိကတ်တရားရတာတွေကိုဖုတ်ကူထားလို့မရဘူးနော်တိကတ်တရားရတဲ့လူတွေများနေတယ်ဟုတ်လားဒုက္ခရတဲ့များနေမှာဒီဘပြည်သူလူထုကဒါငါတို့ဘယ်လိုသူတို့ဘယ်လိုကူညီရမလဲဆိုတော့နော်အတွေ့တွေဝင်ရမှာအာငါတို့နိုင်ငံအတွက်လုပ်နေတဲ့လူတွေကိုလည်းအငါဆုံးဖြုံနေတယ်ဒီလိုတွေကိုတိကတ်တရားရဆေးရုံတွေမှာငါတို့ဒီလိုတွေကိုဘယ်လိုဟောလို့ပေးရမလဲဆပ်ပွင့်လို့ပေးရမလဲကူညီထောက်ပံ့ရမလဲဒါတွေကိုအပြည့်သိရမှာအခုကမဟုတ်ဘူးအဲ့ဒါတွေကို ရှုံးဝဲဖုတ်ကွေပြီးနော်ဘာအမမဆိုင်တဲ့အမေကျော်ဒွေးတော်ရန်ရှင်နေတဲ့ဟုတ်လားအဲ့ဒီတချင်ကကျွန်တော်ပြောခဲ့တဲ့စကားရှိရောနော်ဒီဘင်္ဂလားဝန်ကြီးချုပ်အစီနာရေးပြောစကားကိုယူပြီးရင်အဲ့ဒါကိုယူပြီးရအမေတန်ဒီဘင်္ဂလားရဲ့ဒိတ်ကဘိုးချုပ်ကြီးရဲ့ဒီအချောင်းကိုသတင်းစကားယူပြီးဆိုတာဒါကလောက်ကျမှုဇလန်နေပဲလောက်ကျတဲ့ဇလန်နေအမြားလူအမြားရဲ့စိတ်ကိုဝေဝါးစေတယ်နောက်ပြီးရင်ကိုယ်မှကိုယ်ပဲအရေးရှိကိုပြောင်းစုံစေတယ် နော်လက်ရှိတော်နိုင်ခြင်းမှာကြည်လိုက်ရခိုင်နော်ရှင်းကရင်နီကရှင်ကရင်ကအဆပ်ပေါ့ဗျာတကယ်တိုင်းပဲဝင်တဲ့အချိန်မှာကိုလို့ပါနိုင်ငံမှာကိုလို့ဒေသမှာရှိတဲ့အဖွဲ့အစည်းကိုလက်နက်ကြီးတွေနဲ့ပဲရေသူစကားဆောက်တိုင်းနေတာဟုတ်လားခင်ဗျတပေါက်တပေါက်ပေါက်ခုလို့တယ်ရှမ်းမြောက်မှာတုန်းကလေခင်ဗျကြည်လိုက်တရုတ်ဝင်တိုက်ပြီးခဲ့သလားမတိုက်ဘူးတော်လေးဖွေးပဲတိုက်ခဲ့တာ တော်ရင်ဖွေးပါသေခံခဲ့တာတရုတ်ဝင်မဟုတ်ဒါပေမဲ့အပေါ်ကနေပြီးရင်ဟလာသူတို့လက်ကရတဲ့အဖွေးစီပေါ့နော်ကိုကဲလိုလိုဘွားလိုအဖွေးစီတွေကိုဟလာနောက်ကနေပြီးငွေထောက်ပန်းတာတို့ထိုဟာတရားလုံးပေးတာဒီလောက်အဆင်ပါပဲနောက်ဆုံးကြတော့လဲဘယ်လိုပြောရမလဲသူတို့လိုရှင်တဲ့အတိုက်တာတစ်ခုရလာတဲ့အခါမှာစကားစားနဲ့အဲ့ဒီတော်ရင်ဖွေးသူတို့လက်ကရတဲ့ဖွေးစီကိုညှိနှိုင်းပြီးရင်ပြင်းအဆင်ပြင်းငြိမ့်လိုက်တယ်ချင်းချင်းပြောမယ်ဆိုလို့ချင်းသူတို့လိုရှင်တဲ့အတိုက်တာခုရတော့ပြီးမင်းတို့ရေးလိုက်တော့ဆိုတော့ဒီဖက်ကပေးဆက်ခေရတဲ့လူတွေရဲ့ ဆုံးရှုံးမှုတွေနိမ့်တာမှုတွေသူတို့ပြန်မကြည့်ဘူးသူတို့အတွက်ကြည့်တာနော်အဲ့တော့သူတို့အတွက်ကြည့်တာကြီးကိုကျွန်တော်တို့ကထပ်ပြီးရင်ခွာလုံးစရာမလိုဘူးသူတို့အားကိုးနေစရာမလိုဘူးအမေရိကန်ဝင်လာမယ်အမေရိကန်ဘာလို့ပြေးလို့ရမှာကျွန်တော်မြန်မာနိုင်ငံမှာအမေရိကန်စစ်တောက်ခွေတိုင်လို့ရတာမဟုတ်ဘူးမြန်မာနိုင်ငံကိုဒီတော့လက်ချစ်တော်လည်းရေးမှာအမေရိကန်စစ်သားကထောင်ထဲတုန်းကရှိလာပြီးဟာမင်းတို့လောက်တိုက်မှာဟာလေပြက်နောက်တွေနဲ့ရှိပြီးရှားမယ်လေဝင်ရှားမယ်မရဘူး လက်ရှိဘာလဲဆိုမင်းအောက်လိုင်းကိုစစ်တဲ့စကားဆဆိုတာအမေရိကန်နဲ့ပတ်သက်တဲ့အကျိုးစီးပွားကိုဘာမှဖျက်ဆီးထားတာမရှိဘူးသူ့နိုင်ငံမှာသူလူပိုင်လုပ်ပြီးပြည်သူလူထုသက်နေတာဒီတော့ပြည်သူလူထုစရာပေါက်ဖွားလာတဲ့လက်နဲ့ကြိုက်ကားပဲဒီကိစ္စကိုဖြေချင်းရမှာခင်ဗျားကြားလိုက်ပါဘူးအကျိုးပဲလက်ထက်မှာလေဟိုအပိတ်မဲ့တရားပေးလာမပေးဘူးနော်သူစားပေးခဲ့တဲ့ငွေချင်းဆိုတာလေအန်ယူအန်အန်ယူကြီးလက်ထက်မှာဘေးနဲ့ရောက်တော့ဘေးအစားပြောက်တော့မှမသိဘူးအမေမှာတော်လိုင်းအတွက်ပေးတာပြီးလို့ဆိုတာကလည်း အမေရိကန်ထောက်ထောက်ပံ့တယ်ဆိုတာလေတော်လင်ရဲ့အဖွဲ့အစည်းတွေအတွက်ပေးတာအဲ့ဒါကိုအန်ယူဂျီကဘလို့ဘလို့အစားဖြောက်ပိုက်တယ်မသိဘူးဗောနော်အခုလုံးတော့မရဘူးပေါ့ဗျာသူတို့ကအမေရိကန်ကဒါတချို့တော့လောက်ရပါတယ်အစားပြောက်ခေါ်တယ်အဲ့ဒါကြတော့အခုကျွန်တော်တို့ချင်းနေပါလို့ပေါ့ချင်းနေမှာဒေါ်လာသန်းဘလောက်လဲသန်း50ပြောင်းနေဆိုဆိုလို့ပေါ့ဗျာဟုတ်လားအဲ့လိုမျိုးပေါ့ဒီတော်လည်းအမိပြပြီးရင်အဲ့လိုမျိုးငွေကြေးကိုအလွေးသုံးသလိုဆက်ပြအများကြီးရှိတယ်အဲ့တော့ရခိုင်ဘက်ကကြာတော့လဲအမေရိကန်ကနေပြီးရခိုင်နဲ့ ကိုရောမင်းကလုံအချင်းခင်းနဲ့ထုတ်ပေးရအောင်ဒီခိုင်ကအမေရိကန်တို့ကသူရနောက်စီးပွားရဘာလို့ပြေးနိုင်မှာလို့လဲဘာလို့ပြေးတာအမေရိကန်ကသူတို့ရဲ့တော့ဆုံချုံသွားတဲ့ငွေကြီးကိုဘယ်တော့မှအလားအဆုံချုံမခံဘူးတနည်းမို့တနည်းနဲ့ပြန်ရအောင်ယူရတယ်ဥမာဒီဟွာကိုကြည့်လိုက်ခင်ဗျားတို့ဒီဇယ်လန်စကီတို့နိုင်ငံပေါ့နော်အဲ့ဒါပဲကြည့်လိုက်ဘာဖြစ်နေလဲအခု ူတို့ချုပ်တဲ့စာချုပ်ကိုခမရဝတ်တာမချုပ်သလိုပါဆိုတဲ့ပြင်ချုပ်ပြီချုပ်ပြီလို့အဲ့ဒီမှာစီးပွားရအမေရိကန်စီးပွားတွေဝင်လုံးနေကြပြီနော်အမေရိကန်စီးပွားတွေဝင်လုံးတဲ့အပြင်အမေရိကန်ကဒီကဒီခေါ်တာဒီစစ်တပ်စစ်နဲ့ပတ်သက်တဲ့ပညာရှင်တွေဟိုအရအားလုံးအထက်မှာရောက်ပြီဟုတ်လားဒီယူကရိန်းမှာထုတ်ချနေကြပြီအမေရိကန်ကအဲ့လိုလုပ်တာအဲ့တော့ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်မယ်ဆိုလို့ချင်းအမေရိကန်တော့ညှို့မင်းစရာဟုတ်လားရင်းခုန်စရာတစ်စဲမှမရှိဘူးတစ်စဲမှမရှိတာ နောက်ပြီးမြန်မာနိုင်ငံကိုမတရားနှိပ်စက်အုပ်ဆုံးနေပါလေဆိုတော့အစ္စကားဆိုတာလည်းအမေရိကန်ရဲ့အကျိုးစီးပွားရောဖျက်ဆီးတာဘာတစ်ခုမှမရှိဘူးနော်အဲ့တော့အမေရိကန်မြန်မာနိုင်ငံပတ်သက်ဘာမှသူထောက်ပံ့ကူညီစရာမရှိဘူးလေပဲလာမယ်နော်ဒါမျိုးတွေကဘယ်လိုမလုပ်သင့်ဘူးဒါတော့ဘယ်လိုလုပ်သင့်တယ်ဘာညာခွိခွားပေါ့ဗျာအဲ့တော့အင်ဒီးယားနိုင်ငံဖြစ်တဲ့နော်ကြည့်လိုက်တော့လေဒီကအင်ဒီးယားဘင်္ဂလားတရုတ်နော်ထိုင်း ဒီနိုင်ငံတွေရဲ့နဲ့ကြည့်လိုက်တော့လေဒီနိုင်ငံတွေမှာထိမှာအဓိကတရုတ်ကနေကအမေရိကန်ကဘယ်လိုမှမပါတော့မရဘူးနော်ချန်ပီယံနဲ့ဆိုတော့ဥမာဘယ်လိုမှတရုတ်ကသူကဟွာလုံးလို့မရဘူးအခုတော့သူကစီပွေးနော်တိုက်ပွဲဖြစ်နေတာစီပွေးဖြစ်နေတာအဲ့တော့ဒီဘက်ကအိန္ဒိယကျတော့လေတချင်ချင်းကစာကဆက်နဲ့ပုတ်ပြီးတော့ဒီရခိုင်အာဂါတက်ကိုတိုက်ခိတာချီတာပဲသာသာလို့တိုက်ပွဲဖြစ်တဲ့ချိန်မှာဟုတ်တယ်မလားအခုကငြိမ်သွားပါပြီနောက်ဘာဖြစ်လို့ငြိမ်သွားလဲဆိုတော့ကျွန်တော် ်ကျွန်တော်ရှင်းတယ်မှာပြောထားလားရှိတယ်အာခတ်တက်တော်ကနေပြီးမလုံလို့မရတဲ့အတွက်နဲ့နော်အဲ့ဒီဒီကလက်တာစီမံကိန်းမှာပါတဲ့လူတွေကိုဖမ်းဆီးပြီးတချို့ကိုအဲ့ဒီမှာရောတဲ့ရဲ့ဒီအာခတ်တက်တော်ရေးမဲ့ဒီဟွာလေးပေါ့ဗျာဒီအာခတ်တက်တော်ရဲ့ခက်လူထုရဲ့လူလာလူအလူအချက်တွေလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံမှာဒီလက်ရှိအုပ်ချုပ်နေတဲ့ဆိုရရဲ့မြန်မာနိုင်ငံပေါ်နော်မတရားနှိမ့်ဆက်မှုတွေဟိုခြားပြတဲ့ချိန်မှာချီးပြောမယ်ဆိုပြောကြ policy ပေါ့ဗျာမြန်မာနိုင်ငံရဲ့ပတ်သက် policy ကိုခြားပြလိုက်တယ်စိတ်မှာ နားလည်မှုရတော့တယ်အဲ့လိုပဲနားလည်မှုရတဲ့အချိန်မှာရိုးရိုးရတာမဟုတ်ဘူးဒီအခက်တက်တော်ရဲ့စင်းအင်အားတချို့တဝက်လို့သူသိသွားတယ်သဘောပေါက်သွားတယ်သူတို့ခေါ်တော့တာစင်းအင်အားနင်းနေအထိုက်ချတဲ့နေရာတွေပေါ့ဗျာပြလိုက်တဲ့အချိန်မှာသူသဘောပေါက်သွားတယ်သူတို့တက်ဆင်လာတဲ့လက်နက်တွေကသဘောပေါက်သွားချိန်မှာအိန္ဒိယတို့ချိန်မှာအဲ့ဒီအိန္ဒိယစစ်တပ်ရဲ့အရာရှိတွေကိုအဲ့အရာတွေကိုသူတို့ကချင်းပြတဲ့အချိန်မှာအိန္ဒိယစစ်တပ်ကအပီမိုကရေစီနိုင်ငံဆိုပြီးနောက်ဆုံးနောက်ဆုံးသူရတယ်အဲ့တော့ဘင်္ဂလားနဲ့တိုက်ဖို့ဆိုပြီးရင်ဒီဆက်ကဆက်အချင်းချင်းစူးစမ်းခဲ့တယ်အခုမှမဟုတ်ဘူး အကျဉ်းချင်းစူးစမ်းခဲ့တယ်သူတို့လည်းဘင်္ဂလားကတော့လက်ကိုမခံတာဘာဖြစ်လို့လဲပထမတစ်ချက်စာကားစာကိုမကြိုက်ဘူးเนาะမင်းအောင်လည်းကိုမကြိုက်ဘူးဒုတိယတစ်ချက်သူတို့ဘာသာလူဖြစ်တဲ့ဘင်္ဂလီเนาะရခိုင်မှာတည်းဘင်္ဂလီတွေကိုเนาะလူမျိုးရောသက်ထားတာဆိုတော့ဒီသူတို့အညွတ်တရားတွေရှိတယ်เนาะနောက်ပြီးရင်ဘယ်လိုပြောမလဲတချင်ကရခိုင်နဲ့ဘင်္ဂလားဟာဘာပဲဆိုဆိုကုသဆောက်ဆဲကုန်ဝင်ခိတဲ့ဆိုတော့အထောက်ထားတွေရှိတယ်ဒါတည်းရောက်စာကားစာရဲ့ဒီနောက်ကနေပြီးပေါ့เนาะဒီဟိုလောက်တဲ့ကိစ္စတွေကိုအခုညတော့ကိစ္စတွေကိုသူတို့က တန်တမလေးကရကူညီတော့မရဘူးဆိုပြီးရင်မကူညီကူညီမှုမပေးခဲ့ဘူးအဲ့ဒီအကြောင်းကြီးရောက်မင်္ဂလာနဲ့လည်းစကားဆန်တဲ့အသိအစီပြတာမဟုတ်ဘူးဒီချိန်မှာပုံပြီးဆိုတာကမင်္ဂလာဆိုတာနဲ့လက်ခက်အခက်ပြသူဆိုတာနဲ့ဆက်ဆိုင်တွေကောက်မွန်လာတဲ့အချိန်မှာမင်္ဂလာဆိုရကိုမျက်နှာလိုမျက်နှာကဘာကြီးကိုမျက်လေးမျက်လေးပြချင်လို့မင်းအောင်လိုက်ဟာဟုတ်လားပင်ကလေးဒုက္ခတွေမြန်မာနိုင်ငံကပေါ့နော်ထွက်ပြေးသွားတယ်ခရီးထွက်ပြေးသွားတယ်ပင်ကလေးဒုက္ခတွေခြေတန်းကြော်တွေကတသိန်းခြေတန်းကိုတလားပြီးပြန်ခေါ်ပါပြီနှစ်လားပြီးပြန်ခေါ်ပါပြီဆိုပြီးရင် ဝါဒဖြန့်လာခဲ့တယ်။အဲ့ဒီတော့အဲ့ဒီဟာကိုလည်းကျွန်တော်ချင်းချင်းရှင်းပြဖို့ပြီးရှင်းပြလည်းရှင်းပြစေဖြစ်တယ်အခုတစ်ထပ်ပြပြောပြမယ်ပဲဘလို့သွင်းပြီးဘလို့ပြီးနေမှာအထိုင်ချအထိုင်ချမှာလဲဘလို့သွင်းလာမှာလဲဘလို့နေမှာအထိုင်ချမှာလဲဘလို့နေမှာသူတို့ဟိုဒါနေထိုင်ခွင့်ပေးမှာလဲဘာမှမပါဘူးဘာလို့လဲရခိုင်ဒေသကိုအုပ်ချုပ်တော့ဘာသူလဲဆိုတော့တကယ်ဘာလုံးမသိတာနိုင်ငံလုံးသိတယ်အဲ့တော့သိဖို့လည်းလာပြီးဟိုပေါ်ပြဒီပေါ်ပေါ်ဒီလေလေ ဒီဒုက္ခတွေလို့ပေါ့ဗျာဟုတ်လားမင်္ဂလီတွေဒီထက်မှလည်းအာပင်လေးထက်မှမြော့ခုနေငါခုကေစီဒီနဲ့ကေစီဆိုလို့အဲ့လိုပဲမင်္ဂလီတွေကိုဟိုသင်းဖို့ပေါ်တင်နေမြောက်ဝါမှာထားခဲ့ရခိုင်ကေစီအဲ့လိုမျိုးလို့သဘောလားမလားဘာတူကေစီလည်းမဟုတ်ဘူးဟိုကောင်တွေလည်းအဲ့လိုလားရှင်တာမဟုတ်ဘူးနော်အဲ့တော့တာဝန်ယူမှုတာဝန်ခံယူမှုမရှိတဲ့မင်းအောင်လို့ပြောစကားတွေကိုဘေးနိုင်ငံကမှယုံကြည်မရှိတဲ့ဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလားမှာရှိနေတဲ့အဲ့ဒီမူဆလင်တွေကလည်းယုံကြည်မရှိဘူးဘင်္ဂလားရဲ့အစိုးရကယုံကြည်မရှိဘူးပြောတာပြောနေရတယ်အဲ့တော့သူတို့ဘာလုပ်လဲ အာဟပ်ပြည်သူအစိုးရနဲ့ဆက်ဆံပြီးမှငါတို့ဒီကိစ္စကိုပြေလည်ဖြေရှင်းနိုင်မယ်ဆိုတဲ့သူတို့ရဲ့သတင်းစကားတွေထွက်လာတာဖြစ်တယ်။နော်အဲ့ဒီသတင်းစကားသတင်းစကားထွက်လာလေဒီဖက်ကနေပြီးလုံမြိုက်ပြီးရင်ပေါ့နော်စာကားစားတော့အုပ်ချက်လုံမြိုက်ပြီးရင်ဘလို့ပြောလုံမိလောက်ရတယ်ကို၆လောက်ဖို့အစီအစီဆွေးနွေးတာဖြစ်တယ်ဒါလေးကိုကျွန်တော်သဘောပေါက်ဖို့လိုတယ်အဲ့တော့ဒီနေ့မှာဒီခရီးသားတွေတူချုံပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုကောလာဟာလာသတင်းတွေကိုထက်ကတလေးလေးတင်နေခဲ့အပြင် မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ဒီတော်လည်းကြီးကဘာမှပြီးဆုံးတော့မဟုတ်ဘူးအမေကျော်ပြီးဒွိတော်နှွင့်ရှင်တဲ့အခြေလောက်ပဲရှိတယ်အဲ့ဒီအမေကျော်တဲ့ဒွိတော်ဒွိတော်နှွင့်ရှင်တဲ့ဆိုခင်ဗျားတို့ဟောအရင်ကပဲဒီဘယ်လိုပြောမလဲမြန်မာနိုင်ငံအုပ်ချုပ်ရတဲ့လူတွေအစင်းစင်းကိုပြောနေအခုခင်ဗျားတို့ကိုယ်တိုင်အဲ့လိုဖြစ်နေတယ်တကယ်တော်လည်းကြီးမှာဘယ်သူတွေလုံးနေတယ်လဲဆိုတော့တီးဖို့လို့တော်လည်းကြီးမှာတကယ်လည်းလုံးတာတကယ်မြန်မာပြည်အထက်မှာရှိတဲ့ပြည်သူလူထုပဲလုံးနေတာမြန်မာလူငယ်တွေပဲလုံးနေတာနော်မြန်မာနိုင်ငံမြန်မာနိုင်ငံနဲ့ကြော်ချုံပြောလိုက်တာနော်ခိုင်ဗမာကချင်ကချင်ကချင်မြန်မာရခိုင်ချင်းပေါ့ဗျာအခုလုံးလုံးနေတာ သူနိုင်တဲ့အဲ့ဘာမှမချိတဲ့နော်ဒီဂျင်ဂလိနောက်ပြီးဟိုဘယ်လိုပြောမလဲတချက်ထိုးနော်ဒီရန်ထောင်အဲ့ဒါတွေကနဲ့ကမမချိတဲ့ဂျက်ကအသက်တွေရင်းပြီးတိုက်ခိုက်လာတာအခုဆိုလို့ရှိရင်သူတို့ကတကယ့်စစ်တပ်ကြီးတစ်ခုလို့အတိုက်တာတစ်ခုနဲ့လက်နဲ့အင်ဖေးဆုံနေပြီနော်အဲ့တော့လေရင်နဲ့လာပုံကြီးလေရင်နဲ့ပါလာပုံကြီးတယ်အရင်နဲ့ရှင်းပြတယ်ခင်ဗျားတို့ကိုခင်ဗျားတို့လည်းနထင်နေနေပါတယ်သိလားတော်လေးအဖွေတွေမှာဒီလက်နဲ့ရှိတယ်သို့တော်လည်း နေရာသူမရှိနိုင်ဘူးဘေးနေရာလာပြစ်မခိုးရလည်းမသိဘူးဥမာတိုက်ပွဲဖြစ်တဲ့နေရာမှာဆိုတိုက်ပွဲဖြစ်တဲ့နေရာမှာလေပြက်လက်နဲ့ရှိကိုချပြီးသားလိုင်ချမယ်တိုးတော်လဲဒီကောင်တွေကလက်ရှိစကားဆက်ကမစားတဲ့အမင်းသေးတဲ့ပက်ဆိုတလို့ပေါ့နော်ဒီလူစီကားတဲ့နေရာတွေတိုက်ပွဲမရှိတဲ့နေရာတွေကိုသွားသွားဘုံချင်းနေတာအဲ့တော့အဲ့ဒီနေရာတွေမှာလေရင်လက်ပြက်လက်နဲ့မရှိဘူးဒါကလည်းခင်ဗျအပြစ်ပြောလို့မရဘူးကျွန်တော်တိုက်ပွဲကလာမှအများကြီးပြောခဲ့တယ်ဒီကိစ္စကအမုန်းခံပြီးနော်တိုက်ပွဲတကယ်ပြစ်နေရပြောရခင်ဗျတော့မပြောနေရာတွေကိုပြောဘာပြောလဲကြောက်တိုက်ပွဲပြစ်နေပြစ်နေတာဘာလို့မပြစ်တာလဲဘာဖြစ်လို့ပြစ်တာလဲလေပြက်လက်နဲ့ချိတဲ့ငါတို့သိနေတာပဲ ကျွန်တော်တို့ကိုယ်တိုင်ကိုအမှုခံပြီးပြောတယ်ချိမှန်းနဲ့သိတယ်အဲ့တော့စင်းပြေးတာတကယ်တိုက်ပွဲဖြစ်တဲ့ချိန်ကိုခင်ဗျားတို့ကြည့်လိုက်အဲဂွာတို့ဥထောင်းမှာတော်ကုန်းတို့မှာပြစ်တာပဲသူတို့ထိတာမထိတာဘာသာပြစ်တယ်ပြစ်တယ်ပြစ်တယ်သူတို့ကအဲ့ဒီနေရနေနေလက်ပြတ်တော့မရတဲ့ဘုံကိုခြိုက်သလိုချေချတယ်ထွက်ပြေးရဆိုတော့အဲ့ဒီမျိုးတွေကသင်္ခါတကယ်လို့သာလေရင်ပြစ်လက်နဲ့မချီးဘူးဆိုလို့ရှိရင်နော်အဲ့ဒီမျိုးတွေကိုသင်္ခါမရဘူးဘယ်လိုသိမ့်မနိုင်ဘူးသူတို့ကလေရင်ဆိုခင်ဗျစိတ်ချပြလို့ရတယ်စိတ်ချချလို့ရတယ်နောက်ဆုံးအဆင့်ဟုတ်လားဒီလေရင်ပက်စတန်နဲ့ပြလို့ရတယ် ဒါကြိုးလို့နင်းနေမပြင်းနဲ့ဆိုတော့အောက်ကနေပြီးတော်လိုင်းဖွက်ကြလေရင်ကိုပြစ်လို့နော်လေရင်ပြအဲ့တော့လေရင်ပြလက်နဲ့ကြာရခိုင်မာလည်းအခုတရားလုံးမရှိနိုင်ဘူးငါ့စီလုံးမရှိနိုင်ဘူးသူကအတေရွှေရွှေညဟုတ်လားစေခုရှေခုခုနှစ်ခုတော့တော့ရှိရှိအောင်ရှိမယ်နော်ကရင်မာလည်းသုံးလေးခုရရှိမယ်အဲ့လိုပဲကရှင်မာလည်းနေ့ကစေခုခုရှိရှိမယ်ဒီလောက်တိုက်တာပဲရှိပဲခင်ဗျားတို့ကအမေကျော်ပြီးဘာလို့လဲဆိုတော့ဟာဝါမဝါမတယုတ်ကဝါမတယုတ်ကပေးထားတဲ့ဥက္ကဋ္ဌဝေထားပြီးရောက်လို့အဲ့ဒါနဲ့ပြစ်ခွင့်မရှိဘူးနော် တရုတ်စီကိုတရုတ်ကရောက်လာတဲ့ဝါမှာရှိတဲ့အဲ့ပခုံးထက်နေနဲ့ချင်းပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံစစ်တပ်မှာရှိတဲ့ဒီ F32 လားအဲ့အဲ့အရာကိုပြည်လို့ရောက်ကိုမရဘူးရောက်ကိုတရုတ်ပြည်စစ်လုံးလုံးလုံးကိုမရတာပြည်ခွင့်လည်းမရှိဘူးနော်တချို့တိုင်းရင်းသားတွေမှာအဲ့အရာတွေရှိတယ်ပခုံးထက်နေပြည်ခွင့်မရှိဝေးပြီးပါလောက်ပါလေဗျာအဲ့ဒါဆိုတော့အဲ့ဒါဆိုမဝေးဘူးသူ့မလို့မရတာတရုတ်ကလည်းအဲ့တည်းမှာပြစ်ပါနဲ့ယူရမင်းတို့ယူထားဆိုပြီးရောက်တော့ရောက်တယ်ဗျာအဲ့ဒါတည်းမှာပြစ်ခိုင်းဘူးဆိုတော့နော်ဒါမျိုးတွေရှိတယ်အဲ့တော့ လေမျက်လက်နဲ့ကချီးတင်းတဲ့နာမှာရှိပါတယ်ဒါလေးကိုသိဖို့ပြေသူလူထုအနေနဲ့ကတော့ဘယ်လိုပြောမလဲဟာဒီပလာပြေသွားတယ်ဆိုတာကတော့လူတိုင်းမှာခံစားချက်ကိုယ်သေသေချင်မှုဆုံးရှုံးမှုတွေများရှိတယ်ဒါပြတော်လည်းဖွင့်ပါလေဟုတ်မလားနော်နိုင်ငံကအုပ်ချုပ်ပြီးတယ်ရန်ဇာတ်လေးကိုမဟုတ်စိတ်ကြိုက်သူမရတာမဟုတ်ဘူးသူတို့ပါတော်လည်းတွေ့ဟုတ်လားမရရတဲ့ငွေကြေးလေးတွေကိုချဲပြီးပြည်သူတွေထောက်ပံ့တာတို့သူတို့မှရှိတဲ့လေးတွေနဲ့တောင်းတော်မင်းလုပ်နေတာဒီလောက်မြန်မာနိုင်ငံဖြစ်တဲ့တော်လည်းကလာတဲ့ဟောက်မှာဒီ2023နောက်ပဲတော်လည်းရေးတာเนาะကျွန်တော်တို့အမိတဲ့တဲ့တစ်ချက်မှာ အကောင်းဆုံးနဲ့အစီယုံကာလာရောက်နေတယ်။အဲ့တော့ဒီလိုအချိန်မျိုးမှာနောက်ကပြည်သူလူထုပန်းပူးမှုလို့ပဲပြည်သူလူထုပန်းပူးမှုအတွက်နော်အဲ့လိုဒီနိုင်ငံရေးစကားပြောတာတော့ဘောနဲ့ဒီပြောမယ်ဆိုရင်ပြဒီတော်လိုင်းအတွက်ဆပ်ပွန်နေစကားပြောပြလူတွေအနေနဲ့နော်အမှန်အကန့်တွေကိုရှာပြဖို့လိုတဲ့တော်ပြည်သူလူထုရဲ့ပို့ပြီးရင်နားလေမှုစာတမ်းမှုတွေရတာမှဖြစ်ပါတယ်နော်အဲ့လိုမျိုးဝင်လိုက်ဘာကြည့်လိုက်စကားတိုက်ထဲမှာဆိုခင်ဗျားတို့ကျွန်တော်ပြောပြမယ်တော်လိုင်းထဲမှာတော်လိုင်းထဲမှာ NUG ကိုအောက်ကလုံးဝကိုမရဘူးနော် လုံးဝမရဘူးဘာလို့လဲအန်ယူဂျူထဲမှာကိုဖျို့ဖျေးတွေဖြစ်နေတယ်နော်သူတို့မှာအဓိကရှိတာဘာသူမျိုးဖွဲ့ပဲရှိတယ်နော်ကျန်တဲ့ဖွဲ့တွေမရှိဘူးကျန်တဲ့ PDF ပါလို့သူကုန်းစင်တက်နေတာ PDF ဆိုပြီးကုန်းစင်တက်နေပြီမဲ့နော် PDF ဆိုဘာသူမျိုးပါဗျာပြည်သူ့ကာကွယ်ရေးတက်ဆိုပြီးလုံးတက်နေပြီမဲ့ဒီမိမိမရှိတဲ့ပြည်သူပြည်သူ့ကာကွယ်တက်တွေကပေါ့နော်ဒီမန်ဒလီ PDF ရှိတယ်စကိုက် PDF ရှိတယ် BNR PPI အဲ့ဒါတွေပေါ့နော်ရှိတယ်ဒီမြင့်ကြံရိုးရှိတယ်အဲ့ဒီဖွဲ့တွေက PNUG လည်းအောက်မှာမဟုတ်ဘူးနော် အရင်ကအန်ယူဂျီလာဥမာဖွေးစည်းတွေတိတိတိရှိအဲ့ဖွေးတောက်ဖွေးထွက်သွားတယ်အခုဆိုရင်အဲ့ဘာသမုန်ထင်းမှာတော့နော်လူပင်20ကထွက်စာတင်လို့လူပင်200ထွက်စာတင်လို့ဘေးအဖင်းနဲ့ဘေးရဖွေးကမကိုင်းလို့ဆိုတဲ့တည်င်းစကကျွန်တော်နေ့စဉ်နေ့ဆက်ကြားနေရတယ်ဘာအကြောင်းညာအကြောင်းဆိုတာပေါ့ဒါကိုဟိုခင်ဗျားဘယ်လိုသွားအောင်ခုမလဲသူတို့အထင်းမှာတော့ကောင်းဆုံးမှုအပိုက်မှာတော့ခိုင်ကြီးလေးခိုင်မှာတော့မရှိဘဲနဲ့ဒီမှာတရင်ငွေရတော်လည်းဖွေးကောင်းဆုံးလုပ်မယ်ဆိုခင်ဗျားဖြစ်နိုင်မှာအရေးချင်းချီလို့လားဖြစ်တော့ဖြစ်ချင်တယ်လုပ်တော့လုပ်ရှင်တယ် အာနာကိုရာဖူးတဲ့တော့အာနာကိုရင်းမှုဖူးတဲ့တော့အဲ့ဒီအာနာကိုပြန်လို့ရှိနေဒါပေမဲ့အရေးရှိမရှိမရဘူးအဲ့တော့ပြောချင်တာကကျွန်တော်တို့ကချင်းချင်းလေးပဲလက်နက်ကတော်လည်းဖွေပူပေါင်းဖို့လိုတယ်အဲ့ဒီမှာဟုတ်လားငါတို့ကလည်းဦးစီးရမယ်ဆိုတော့ဘူဝါဒနဲ့လာရင်ခင်ဗျားတို့ဟာတချိန်ချိန်မှာမြန်မာနိုင်ငံကဖြန်းဖြန်းဖြစ်လာမယ်ဆိုတော့ခင်ဗျားဇန်လေးဒုတိယကြိမ်ထက်ပြောမယ်တတိယကြိမ်ထက်ပြောမယ်အနုကြီးကမြန်မာနိုင်ငံတော်လည်းမှာဖြန်းဖြန်းဖြစ်လာမယ်ဆိုတော့ခင်ဗျားပြေးမလွယ်ဘူးဒီလိုဘူဝါဒပြတ်သွားနေလို့ကတော့နော်မပြောတဲ့လူငယ်တွေကို မြေတော့မပြောင်းမိဘူးလူငွေတွေကိုမတင်ပေးဘူးကိုလိုပဲလုံးမယ်ကိုလိုပဲသူကလုံးလုံးမယ်ကိုလိုပဲဟိုစီမံခွဲခွဲမယ်ဆိုတော့ကိုကလည်းမလုံးနိုင်ဘူးကိုလိုစီမံခွဲခွဲလာတဲ့စောင်းတလွေတွေအဲ့ဒါကိုခင်ဗျားတို့ထပ်ပြီးအားပေးနေတဲ့လူတွေရှိလို့ရှိရင်ခင်ဗျားတို့လည်းသူတို့နဲ့တတိုင်းပဲသွားရမှာဘာဖြစ်လဲနောက်တစ်ချိန်မှာအဲ့ဒီလူတွေနဲ့ထက်တိုက်ရအောင်မှာဒီတော့လည်းဖူးရမှာပြီးဘူးစကားစကားကိုဖြုတ်ချပလိုက်မပြီးသေးဘူးစကားစကားကိုဖြုတ်ချပြီးရင်တော့နော်စကားစကားကဂစင်ကလေးဖြစ်တော့လို့ရှိသေးပြီဆိုရင်တော့ခင်ဗျား ဲ့လိုပါသုံးလုံးတော့ဖွင့်ပြတယ်ဒီ NUG ကထောက်ခံတာပါသုံးလုံးတော့ဖွင့်ပြနေရှိတယ်ကိုကဲတော့ဖွေးစည်းတယ်နော်ရှင်းဖက်ပါလေ CNC အဲ့လိုအဲ့လိုဖွေးတဲ့တရားအောင်မှာနော်ရခိုင်ပါဆို AALB အခုအကျွင်းပြန်တယ်ကိုရှင်းရအောင်မှာပါလို့ဆိုတော့ဟာ AALB ကိုကိုဂရုစက်တာရခိုင်မရှိတဲ့ AALB စောပြရတာလေးတော့ခေါ်တယ်တော့ AALB ဖွေးကိုဂရုစက်ဂရုစက်ကြမလို့ဘူးဆိုပေမဲ့မဟုတ်ဘူးမဆိုင်လို့မရအောင်ချင်းကိုချင်းအောင်ဒီကစားတွေက မရှင်းလို့မရဘူး။အာဒီအဖွဲ့ကိုတထေးမပြောလို့မရဘူးထေးပြောရတယ်နော်။ရှင်းကိုရှင်းရမှာ။ကချိန်မှာဆို CN CN sorry ရှင်းမှာဆို CN CN ကိုရှင်းကိုရှင်းရမှာ။ဒီလိုမူပါလဲပြည်သူလူထုကမျက်နှာမမူဘူးဆိုလို့ရှိရင်နော်။အဲ့တော့ KA မှာကြည့်အဲ့ဒီနေဆက်ချက်မှာရှိတဲ့အဲ့ဒီသူတို့ရဲ့နော် KDA တို့ကောင်းခွာရတဲ့ live stream လိုက်တာအဲ့လိုမျိုးမရှင်းလို့မရဘူး။အဲ့ဒါသူကချိန်မျိုးနေစုတွေပဲအတူတူပဲနော်။ဒါပေမဲ့ဟိုဘက်ကစီးပွားလုပ်တယ်ဒီဘက်ကလူမျိုးတွေလုပ်တယ်နော်။ကိုကမချင်းလို့မရဘူးတနည်းကကိုကတရားကိုပြောသွားတယ် နော်ကျွန်တော်တို့မဟာမိတ်ညီလေးတယောက်ကိုဂျုံပိရိုက်နေချိန်မှာကျွန်တော်တို့ကဘာလို့စူးပြလဲပြောရှင်တာကသူတို့ကဒီ TN တွေကိုဂျုံပိရိုက်နေတယ်ပေါ့ဗျာလို့ဟဲ့အောင်စီပေါ်ရေးလောက်တာမဟုတ်ဘူးနိုင်ငံရေးလောက်တာနော်ကိုနှစ်ကူကြိုးကြိုးပေးဖို့နေရာကိုကြိုးပေးရတယ်ကွာကြိုးပေးဖို့နေရာမဟုတ်ဘူးနဲ့တော့ပေးမင်းအကျုံကိုရိုက်ခိုင်းပါဘူးကမင်းတော့တရုတ်ကိုတော်ကြိုးပေးတာလေဟုတ်လား TN တွေဝါတရုတ်ကိုကြိုးပေးထားတာကိုကဲလို့အဲ့တော့ကျွန်တော်ပြောရှင်တာက တရုတ်ပြည်ကပုံမှန်အဲ့ဒီဇယ်လန်ကပြားမှာလားတရုတ်ပြည်ကစီပေါ်ဒီစာတန်ရိတ်ခတရုတ်ပြည်စီဒီဟိုစီဘယ်နော်ဒီလောက်စားစီပေါ်တရုတ်ပြည်စီပေါ်အဲ့ဒါသူမှရမှာလားအခုကြည့်လိုက်ချင်းတဲ့ရခိုင်မှာအရင်ကဘာရှိခဲ့လဲဘာမှမရှိဘူးအဲ့တော့အဲ့ဒီနေစက်ကမပွေးပွေးဟုတ်လားလောရတယ်စူးစမ်းရတယ်စူးစမ်းတဲ့အဖီစူးစမ်းလိုက်တဲ့ချိန်မှာအဖီပွေးခံစားရတယ်အဲ့တော့အဲ့စကိုင်းတဲ့ထိကိုရောက်တယ်စကိုင်းတဲ့တဲ့ဆင်းဟုံးမလဲဟုံးမလဲဆင်းခင်ဗျာကြိုက်တဲ့နေရာတော့မရဘူးလားခင်ဗျားတို့ကခိုင်မှာချစ်လို့ကလုတ်ခိမယ်ဆိုရင်ဟာအခု TNA ောက်တော့မလုံတော့ဘူးအဲ့ဒီနောက်တော့မလုံတဲ့ကိစ္စကဒီတစ်ခုတည်းပြီးတော့မဟုတ်ဘူး MDA မင်းလည်းနောက်ချက်လုံးမမထင်နဲ့နော်ဒီတော်လည်းကျူပြီးတော့ပြီဆိုရင်ဒီအကျိုးအဆက်တွေကိုမင်းတို့ပြန်ဖြည့်ချင်းပေးရမယ်ဟမ်တင်းဆုံးသောလူတွေကိုစစ်သူတွေကမွေးပေးတယ်ဆိုပြီးရင်မင်းတင်းချက်ပါတော့ပြအလေးပြုလို့ပြန်ပြီးတော့တဲ့ကိစ္စမဟုတ်ဘူးပြန်ရှင်းလာမှာမဟုတ်ဘူးနော်ကိုမတင်းလို့မရတဲ့မျိုးတစ်မျိုးကိုဟုတ်လားအာလဲလဲပြီးနောက်ဆုံးပိုက်ကဆိုကြတယ်တင်းထားပြီးအောက်တိဆောက်တဲ့ခါမှာအဲ့ဒီမျိုးမခရောက်ပြန်ဖိလိုက်တယ် ်ပြီးမှဘာပြောလဲဆိုတော့ဟလာကိုရောမညီတော့ဖွေးတဖွေးဒုက္ခရောက်နေတော့အဲ့ဒီအဖွေးကိုငါတို့ခုညီတဲ့အနေနဲ့မျိုးကိုပြန်ပေးရဆိုတဲ့စကားကိုလာပြောတယ်အဲ့ဒီ MLD ရဲ့ကိုယ်မင်းမချက်ဘူးလားဟမ်စောက်ချက်မရှိတာမင်းတို့ပြန်စောက်ချက်ရှိမှဒီစောက်ချက်ချင်းဒီလိုတော်လိုင်းရေးမှာဒီလိုလောက်မဟုတ်ဘူးဟမ် MLD ရဲ့ကိုယ်စောက်ချက်ချင်းဆိုလို့ရှိရင်အဲ့လာချုပ်ပြန်ပေးစရာတော့ချုပ်မရှိဘူးဟမ်တကယ်မြန်မာနိုင်ငံကိုချစ်တဲ့မြန်မာတိုင်းသားခံယူထားတယ်ဆိုလို့ရှိရင်အဲ့တော့ အဲ့ဒီစိတ်တက်မရှိဘာဖြစ်လဲအပေါ်စင်းတော့အာငါတို့ကရာသီတလောက်ရပြီငါတို့ညင်လိုက်ပြိမယ်ဘာမှမဖြစ်ဘူးဒီမျိုးမရရင်ဘာမှမဖြစ်ဘူးဒီမျိုးကငါတို့ချိုးတော့ဝင်းမလှုပ်ရှားလို့ရတယ်ငါတို့လည်းအုတ်ချိုးရဲမပါနေတဲ့ဆိုတော့အသုံးနှုံးနေနဲ့တော့ဥနောက်ထိမှတရုတ်ရဲ့နောက်ကမင်းတို့အဖေတရုတ်ရဲ့ကျော်တော့ကြည့်တယ်မင်းတို့မျောသွားတာလေအဲ့ဒါကိုမှမလာမထမေးရှာဘူးထမေးရှာလွတ်လာလုံးနေတယ်ဟုတ်လားဟာပြသူတို့ပြောချင်တာ TN ကိုပြောချင်တာ TN ကိုဂျုံပေးရရင်တော့ကျွန်တော်တို့ဒီလိုလုံးပေးရမယ်ဆိုတော့စကားတာပြောချင်တာဖြစ်တယ် ဟာအခုကဘာထူးလဲ TNA ရှိတဲ့နေရာတိကျဦးမှာဘုံချိခဏမဟုတ်လားဘုံချိခဏမဟုတ်လားမြို့ MAD နေရာပဲလွှဲနေတာလေ MAD ရဲ့ဝါနေရာပဲလွှဲနေတာလေဟုတ်လားဒီတော့လူရင်းတို့ရှင်းပြောမယ်ဆိုလို့ရှိရင်လက်ရှိအမေရိကန်နဲ့ပတ်သက်တဲ့သတင်းစကားတွေဟာနော်ဘာမှမဟုတ်ဘူးသိသိရေးသွန်ဘာမှမဟုတ်ဘူးနော်ထောက်ပဲ့မယ်ဆိုရင်တော့အမေရိကန်ကဘာဘာကိုထောက်ပဲ့မလဲဆိုတော့လူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံတကာ တနေ့တိဆောင်ရည်တွေမှာထောက်ပိုင်းကောင်းထောက်ပိုင်းနေမယ်အတိတ်တာတစ်ခုအဲ့ဒီရှင်ပေါ့နော်အခုချိန်မှာတော့ခင်ဗျာစီးရင်းနဲ့ဟုတ်လားဒီတရုံတွေထောက်ပိုင်းမယ်ဟာတူရကီတရုံတွေဘာတရုံတွေအမေရိကန်ဘင်္ဂလားကနေပြီးဒီတဲအင်းတို့ကတော့ဝတ်ဆပ်ပို့ရင်းလုပ်ပေးမယ်ဘာညာကူပေးဆိုတာဟာနော်အမေတော်တွေးတော်လွှဲရှန်လူတွေရဲ့အာဘော်သာဖြစ်တယ်ကျွန်တော်မြန်မာပြည်လူထုကိုပြောချင်တာ message ပေးချင်တာကနော်ကိုကကိုစေလုံးပြီးသွားဖို့အချိန်တန်ပြီလို့ဒီလောက်ပဲပြောချင်ပါတယ်